အခုကျွန်တော်တို့အရှိအာရှကိုရောက်လာပါပြီတရုတ်နိုင်ငံကသူ့နိုင်ငံသားတွေကိုဂျပန်ကိုခီးမသွားကြဖို့တတိပေးပြီးတဲ့နောက်မှာဂျပန်ရဲ့ခီးသွားလုပ်ငန်းဟာဈေးရောင်းဈေးဝယ်ကုမ္ပဏီတွေရဲ့ရှယ်ယာတွေဟာအဆမတန်ကျဆင်းခဲ့ပါတယ်ဒါဟာတိုချိုနဲ့ဘီဂျင်ဂျာစီးပွားရေးနဲ့တန်တမာရေးရာပြည်ပခပို့ဆူလာတဲ့နောက်ဆုံးအဆင့်မြင့်တက်မှုတစ်ခုဖြစ်ပါတယ်ဒီအငင်းပွားမှုရဲ့အဓိကအကြောင်းရင်းကတော့ထိုင်ဝမ်ပါထိုင်ဝမ်ဟာကိုပိုင်အုပ်ချုပ်ခွင့်ရကျွန်းတစ်ခုဖြစ်ပြီးတရုတ်ကသူ့ရဲ့ပိုင်နယ်လို့ဆိုထားပါတယ် ဒီလားဆိုပိုင်းမှာဂျပန်ရဲ့ဝန်ကြီးချုပ်တဲ့ဆန်ဒန်အီချီကတေယုကထိုင်ဝမ်ကိုတိုက်ခိုက်ရင်တိုချိုကစစ်ရေးရလှုပ်ဆောင်နိုင်တယ်လို့အကြံပြုခဲ့ပါတယ်။ဒီစကားတွေကတေယုကိုအရန်ဒေါ်လာထွက်စေခဲ့ပါတယ်။အခုသူဒီကိုနောက်ဆက်တွဲအကျိုးဆက်တွေဖြစ်ပေါ်လာနိုင်ဖြစ်ပေါ်လာပြီးနှစ်နိုင်ငံခြားဈေးကွက်ခီးတော်လုပ်ငန်းနဲ့ចောင်းသားလက်လက်ရေးတွေကိုထိခိုက်နေပါတယ်။ တိုချိုမှာမနေ့ဈေးဖွင့်ချိန်မှာရှယ်ယာရောင်းထုံးမှုဟာအလင်းမြန်ဖြစ်ပွားခဲ့ပါတယ်။ကြီးမားတဲ့ဂုံတိုက်ကုမ္ပဏီတွေရဲ့ရှယ်ယာတွေကဆယ်ယာခန့်အထိကျဆင်းခဲ့ပါတယ်။ Uniqlo ရဲ့ Mikin ကုမ္ပဏီရဲ့ဆယ်ယာဈေးဟာ900ခန့်အထိကျဆင်းခဲ့ပါတယ်။လေယာဉ်ကုမ္ပဏီတွေရဲ့ဆယ်ယာလည်းကျဆင်းခဲ့တယ်။ Japan Airlines နဲ့ ANA ဟိုဒင်းတွေကျဆင်းချခဲ့ပြီးတိုချို ဒီနေ့ရီရူဆော့ကိုလက်လက်ပါရကုမ္ပဏီရဲ့ဆက်ဟာလဲ900ကနုံကြာဆင်ခဲ့ပါတယ်။ဒီရောင်းထုတ်မှုဟာတတမရင်ပြည်ပကရှိချရင်ဂျပန်နဲ့ခီးသွွားလုပ်ငန်းနဲ့စားသုံးသူသုံးဆမှုတွေကိုထိခိုက်နိုင်တယ်လို့ဆိုတဲ့စိုးရိမ်မှုတွေကို ပြနေပါတယ်။တစ်ဖက်မှာတရုတ်လေယာဉ်ကုမ္ပဏီအတော်များများထက်ကအေရှားချိုင်းနာအပေါင်းဝင်ဂျပန်ခီးစဉ်တွေအတွက်ငွေပြန်အမ်းပေးမယ်လို့ကြေညာခဲ့ပါတယ်။ ဒါဟာတရုတ်ကဂျပန်ကိုခီးသွန်းမှုနဲသွားနိုင်တယ်ဆိုတာကိုညွှန်ပြပြီးဂျပန်ရဲ့ခီးသွန်းလုပ်ငန်းကိုပုံမထိခိုက်နိုင်ပါတယ်။နောက်ဆုံးရှင်းတွေရတရုတ်ဟာဂျပန်ကိုလာတဲ့နိုင်ငံခြားခီးသွန်းအဲ့တဲ့ဥရဲ့အများဆုံးနိုင်ငံပါ။ဒီခီးသွန်းမှု short သွားရင်ဂျပန်ရဲ့ဈေးရောင်းစည်းဝယ်နဲ့အဲ့ဟုတ်ခြင်းမှုစီးပွားရေးကိုတိုက်ရိုက်ထိခိုက်နိုင်ပါတယ်။အော်တိုဘာလတလတ်တည်းမှာတရုတ်ခီးသွန်းတန်းကျော်ဟာဂျပန်ကိုလာရောက်ခဲ့တယ်လို့ဂျပန်ခီးသွန်းဌာနကဆိုပါတယ်။ ဈေးကွက်ရဲ့တုံ့ပြန်မှုဟာပုံမလန်းကပီကျင်းကတတိပေးချက်တွေပေးပြတဲ့နောက်မှာဖြစ်ပွားခဲ့တာပါမနေ့ကတရုတ်အစိုးရကသူ့နိုင်ငံသားတွေကိုဂျပန်မှာပြင်ညာမတင်ကြဖို့ပြန်စစ်ဆေးဖို့ပြောခဲ့ပါတယ်သူတို့ကလုံခြုံရေးအန္တရာယ်ပိုများတယ်တရုတ်နိုင်ငံသားတွေရဲ့ပေါ်ရာဇဝမှုတွေတိုးလာနိုင်တယ်လို့ဆိုခဲ့ပါတယ်တရုတ်ပြည်ညာရေးဝန်ကြီးဌာနကဂျပန်မှာရှိနေတဲ့ចောင်းသားတွေကိုလုံခြုံရေးအခြေအနေအနိကယူဆိုင်ဖို့ပြောခဲ့ပါတယ်ဘေကျင်းမှာဒေတာကံပြူတွေဟာတရုတ်အစိုးရရဲ့ တရားဝင်ရသည့်ချက်ကိုထောက်ခံခဲ့ကြပါတယ်သူတို့ကအစိုးရဟာဂျပန်ကိုတီးခံမှုနဲ့တုံ့ပြန်ခဲ့တယ်လို့ဆိုပါတယ်တရားရဲ့မတ်ချက်တစ်ခုကိုနားထောင်ကြည့်ပါတရုတ်နိုင်ငံသားတယောက်အနေနဲ့ကျွန်တော်ကျွန်တော်တို့အစိုးရရဲ့တုံ့ပြန်ချက်တွေအပဝင်ရှုတ်ချချက်တွေကိုပြင်းပြင်းထန်ထန်ထောက်ခံပါတယ်ကိုပိုင်အမြင်အနေနဲ့တရုတ်အစိုးရရဲ့လေတံကအရန်တီးခံထားတယ်လို့ထင်ပါတယ်ကိုပိုင်အမြင်နဲ့ပြောရင်ကျွန်တော်ပို့ပြင်းထန်ပါပါကျွန်တော်တို့နိုင်ငံရဲ့ပြန်လည်ပေါင်းစည်းရေးဟာသူတို့နဲ့ပါဆိုင်လဲ ဒီအငင်းပေါ်မှုရဲ့ပုံပေါ်မှာဂျပန်ဝန်ကြီးချုပ်ရဲ့နိုဝင်ဘာ9ရက်မှာလွတ်တော်ထမ်းပေးခဲ့တဲ့ဒီပေးချက်ရှိပါတယ်။သူမကထိုင်ဝမ်ကိစ္စပြည်ပကဟာဂျပန်ရဲ့ရှင်းတမှုကိုချိန်ချုံနိုင်တဲ့အခြေအနေဖြစ်လာနိုင်တယ်လို့ဆိုခဲ့ပါတယ်။အဲ့ဒီကလေးကတရုတ်ကပြင်းထန်တဲ့စကားတွေသုံးခဲ့ပြီးဂျပန်တာမကိုစင့်ခေါ်တွစ်ဆုံခဲ့ပါတယ်။ဂျပန်ရဲ့2015လုံခြုံရေးဥပဒေတွေကဝန်ကြီးချုပ်ဟောင်းစင်ယို ဘာဘီခင်မှာပြတ်တန်းခဲ့တာဖြစ်တယ်ဒီလိုတတိပိချက်ကအထူးအတိတ်အတိတ်ပဲရှိပါတယ်တာမဟာမိတ်နိုင်ငံတစ်ခုကိုတိုက်ခတ်မှုကဂျပန်နဲ့စစ်တမ်းမှုကိုချင်းချောက်ရင်ဂျပန်ကိုယ်တိုင်ကာကွယ်ရေးတပ်ဖွဲ့ကစီရင်ရလှုပ်ဆောင်နိုင်တယ်ဆိုတဲ့အတိတ်ပဲပါတာဝါဟာဂျပန်ရဲ့တောင်ဘက်ဇုံကျွန်းကနေကီလိုမီတာ100ကျော်ပဲဝေးပါတယ်ဒါကြောင့်တာဝန်ရဲ့လုံခြုံရေးဟာတိုချိုအတွက်လုံအရေးကြီးတဲ့ကိစ္စဖြစ်လာခဲ့ပါတယ်အခုကိစ္စမှာဂျပန်ဈေးကွက်တွေဟာဝကြီးချုပ်တဲ့ <laughs> <laughs> တိုကြီးကူအောင်မှာဂျပန်နဲ့တရုတ်ဆက်ဆံရေးဘလောက်မတည်မငြိမ်ဖြစ်နေတယ်ဆိုတာကိုပြနေပါတယ်။ခီးတွားလုပ်ငန်းနဲ့ចောင်းသားလဲလဲရေးရာဖရောင်းဥဆုံးတိကျတဲ့နေရာတွေဖြစ်နေပါတယ်။ယင်းနေမို့တဲ့လူတွေဟာဒီတရမန်ရေးတင်းမှမှုဟာပိုပြတ်နေသွားပြီးဂျပန်ရဲ့ပိုကြီးတဲ့စီးပွားရေးအနာဂတ်ကိုတိကျနေတယ်လို့ဆိုနေကြပါတယ်။